မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေတ40အလကားဆိုရင်မမှန်နဲ့သဘောတရားအလကားဟုသမျှအန်ဒရယ်ရှိတယ်တန်ဖိုးရှိရင်ဘယ်အရာမှအလကားမရနိုင်ဘူး အဖိုးထိုက်တန်တာကိုအခါပေးစရာမလိုပဲရနိုင်ရင်နောက်ွယ်မှာလိုအပ်ထားတဲ့လက်ကွက်တွေနဲ့မရှုံမရှင်းတွေရှိနေလိမ့်မယ်။အဖိုးထန်တဲ့အရာဟုသမျှတန်ဖိုးရှိကြတယ်။တန်ဖိုးအတိုင်းပေးခြင်းမှသာဂျေဇူးစာဂျေဇူးခံမှုကနေကင်းရှင်းနိုင်မယ်။မလုံစိတ်အငုံစိတ်အပြစ်စိတ်ကနေလွတ်ကင်နိုင်မယ်။လက်ကွက်ဆွဲကွက်ဖန်ခွက်တွေကနေလွတ်မြောက်နိုင်မှာဖြစ်တယ်။တန်ဖိုးအလိုက်အလိုက်တသိပေတဲ့ရင် စိတ်တန်တန်းနဲ့အပူပင်ကင်းကင်းလောက်ကိုင်းနိုင်မယ်။ထိုကဲပြောင်မြောက်မှုမှာဖြက်လန်းမရှိပါ။တံပိုးရှိတဲ့အရာကိုအလကားမယူပါနဲ့။အဖိုးထိုက်တံမှုကိုတံပိုးတီမှုနဲ့အပေးယူလောက်တံမှာသာပညာရှိသူဖြစ်တယ်။ဝေကြီးဥစ္စာတနာဟုသမျှအငြိမ်မထားရပါဘူး။အဝေအထွက်အသွားအလာအပေးအယူညီညီမျှမျှလဲပတ်စီစဉ်နေပါစီ။စီစဉ်မှုမရှိတဲ့မြေကောပြီးပြတ်တယ်လို့အသွားအလာမညီတော့တဲ့ကြွယ်ဝမှုဟာလည်းအမြန်မွေးစေနိုင်ပါလေ။ ။ကျန်းသာကြွယ်ဝယုံနဲ့အချိန်အဝါဩဇာမကျေနိုင်ပါဘူး။ရရောနိုင်တာကမှဩဇာအာနာအချိန်အဝါကိုစွန့်ငင်နိုင်မှာဖြစ်တယ်။နေ့စဉ်လောဘကြီးတဲ့လူကြီးတယောက်ပိုင်ဆိုင်သမျှရောင်းချပြီးရွှေရုံးကြီးဝယ်လိုက်တယ်။ဒီတိုင်းထားထားလို့မရလို့မြေချင်းတူပြီးဖွက်ထားရီနေတိုင်းလိုလိုပြန်တူပြီးရွှေရုံးကိုဆင်နေတာကိုအလौသမားတယောက်ကမြင်သွားရီနေတိုင်းလာပြီးမေတူးနေပုံထောက်တံမိုးကြီးတာတစ်ခုခုဖွက်ထားတာပဲဖြစ်ရမယ်လို့တွေးလိုက်ပြီး ဒူဖော်ကြီးတော့မှရွှေတုံးကိုတွေ့သွားတယ်။နောက်တနေ့မှလောဘကြီးတဲ့လူကြီးကထုံးစံအတိုင်းမြေကျင်းလာသူတော့ရွှေတုံးမရှိတော့တာကိုသိသွားပြီးငိုကြီးချမားနဲ့ရင်ပတ်စီတီးပြီးညီတယ်။ငိုတံတွေချားရတာစိတ်ပြက်လာတဲ့လူတစ်ယောက်ကရွှေဝယ်ပြီးတုံးတာလည်းမဟုတ်ဘဲနဲ့မြုပ်ထားတာများဂဲတလုံးယူပြီးရွှေလိုမြုပ်ထားလိုက်ပါလား။ဘာမှအသုံးစားလို့လဲရတာမှမဟုတ်ပဲဘာထူးသေးလို့လဲလို့လူကြီးကိုလှမ်းငေါလိုက်တယ် အဖိုးထိုက်သမျှအသုံးချမှသာတန်ဖိုးရှိတယ်။သို့ဝတ်ထားလို့အကျိုးမဖြစ်ဘူး။အီဆော့ငွေနှင့်အာနာအချိန်အဝါနှင့်ပတ်သက်သမျှသူတန်ဖိုးနဲ့သူရှိတယ်။ဘယ်အရာမဆိုတန်ရာတန်ကြီးတန်ဖိုးကိုစီရှိကြတယ်။အလကားရနိုင်တာနဲ့ဈေးစလို့ရနိုင်တာဟုသမျှထိုက်တဲ့တန်ဖိုးမရှိလို့ပဲ။ဒါမှမဟုတ်အစုံမလို့အရှုပ်အရှင်းမကင်းတဲ့အကြောင်းပါနေလို့ပဲအခြေအသွေးမမှန်ရင်ဈေးလည်းမမှန်နိုင်ဘူး အရေအသွေးကောင်းမှတော့ဈေးကောင်းပါပဲ။ဒိုင်ဟာတန်ကြီးကိုလက်ခံနိုင်ရမယ်။ဩဇာအာဏာအရှိန်အဝါရဲ့သဘောတဘာဝကို နားလေသူဟာတံမိုးရှိတဲ့အရင်အမြစ်တွေကိုဒိုင်ဟာတန်ကြီးပေးပြီးကာကွယ်ဆောင်ရှောက်တတ်ကြတယ်။ကိုပိုင်ဖြစ်မှုနဲ့အညီအစွန်းကင်းနိုင်မှာအချို့အခြေမရှိလွတ်လွတ်လပ်လပ်အကွက်ရွှေ့ကစားနိုင်မှာဖြစ်တယ်။ငွေကြေးဥစ္စာတနာပေါ်ကျွဲဝါမှုနဲ့ရက်ရောမှုတွေဟာအချိန်အဝါရစ်မရှိမဖြစ်အရင်အမြစ်တွေဖြစ်တယ် ရယောနိုင်ခြင်းကတပတ်သားကိုနိုးနက်ပေးတာဖြစ်စေတယ်။တင်းကျပ်မှုတွေကို ဖြေလျော့စေနိုင်စွမ်းရှိတယ်။အတားအဆီးတွေကိုဖြိုခွင်းနိုင်စွမ်းရှိတယ်။တပတ်သားရဲ့စိတ်အခံကိုပျော်ညံ့စေပြီးအားနည်းချက်ပေါ်ထွက်လာအောင်ဖော်ထုတ်နိုင်စွမ်းရှိတယ်။ဝေဒီပေးဆောင်ခြင်းဟာလူတွေရဲ့မမောမှုတွေကိုဖြေစည်းနိုင်စွမ်းရှိတယ်။တမတ်တွေတာမှုတွေကိုပြေဝါစေနိုင်တယ်။စာလုံးမိုးသိမ်းမှုတွေကိုဝါလင်စေနိုင်တယ်။ အလိုရှိသမျှစိတ်ကူးရင်အိမ်မက်တွေကိုဖြည့်ရမှန်ဖြစ်ပုံဖော်ပေးနိုင်စွမ်းရှိတယ်။ဒါကြောင့်ငွေကြေးပြည့်စုံမှုနဲ့ရရောမှုတွေရှိနိုင်အောင် အထူးကြိုးစားပါ။ချမ်းသာကြွယ်ဝမှုဟာအင်မတန်အန္တရာယ်ကြီးတယ်။အသုံးမတတ်ရင်ပျက်စီးစေနိုင်စွမ်းရှိတယ်။ငွေကြေးဥစ္စာတနာဟာကာယောဂါကိုပျောက်ကင်းစေနိုင်စွမ်းရှိတဲ့အစိမ့်နဲ့တူတယ်။နေရာတကျအသုံးချတတ်ရင်တော့ယောဂါပျောက်အောင်ကုသနိုင်ပေမယ့်အခိုင်မတတ်ရင်အစိမ့်တင်စေပြီးအကျိုးနည်းစေနိုင်တယ်။ ငွေကြောင့်ပြည့်စည်သူလုံးဝမဖြစ်ပါစေနဲ့ငွေဆိုတာမမောသူကိုပြည့်စည်စေတတ်ပြီးခက်ခဲသူကိုရက်ဆက်တတ်တယ်ဒါပေမဲ့အတုံးတက်သူတွေအတွက်ကြတော့ငွေဆိုတာတူရင်းလိုပဲအတုံးချစရာတူရိယာများတာဖြစ်တယ်ငွေကိုတုံးတက်ပါစေငွေရှိရင်ဂုံရှိတယ်လို့အထင်မှားနေကြတယ်အမှန်တော့ဂုံကငွေနဲ့ဝယ်လို့မရဘူးဂုံဆိုတာမြောက်အောင်ပေါ်ဆောင်မှသာရနိုင်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဂုံကိုငွေနဲ့လိုက်လို့ရတယ် ဂုံမြောင်းနိုင်တဲ့အလုပ်ကိုငွေနဲ့စောင်းရင်ဂုံကို လောလောငန်းကရနိုင်တယ်။ငွေနဲ့လိုက်လို့ရတဲ့ဂုံဟာအရေးအချင်းကြောင့်မြောင်းလို့ရတဲ့ဂုံလောက်မမော်မပေါင်းနိုင်ဘူး။ငွေလိုက်လို့ရတဲ့ဂုံကြောင့်ရလာမယ့်အချိန်အဝါထက်အရေးအချင်းကြောင့်မြောက်ခံရလို့ရလာတဲ့ဂုံကအချိန်အဝါပိုကြီးခဲ့တယ်။ဒါကြောင့်အရေးအချင်းရှိအောင်သာငွေသုံးပါ။အရေးအသွေးစစ်အရေးအသွေးမှန်နဲ့ထူးကဲပြောင်မြောက်သူဖြစ်လာရင် ။ရောက်စားခံရပြီးသူမတူထူးခဲတဲ့ဂုံဒရက်တွေကိုပိုင်ဆိုင်ခွင့်ရလိမ့်မယ်။တန်ရှင်းတဲ့ဂုံနဲ့သာဩဇာအာဏာရှိအောင်လုပ်ပါ။လူတံပိုးကိုငွေနဲ့ခြေဖြတ်လို့မရပါဘူး။ဂုံအစစ်နဲ့အဖိုးတက်အောင်လုပ်ရတာပါ။ငွေအသုံးမတက်လို့ဂုံမမြောက်တဲ့အပြင်အရှိန်ဝါကြီးသူချင်းတူပါလျက်နဲ့တံပိုးကိုနားမလည်လို့ဂုံမမြောက်နိုင်သူတွေရှိတယ်။အဲ့ဒီလိုလူမျိုးတွေနဲ့မဖြစ်မနေပေါင်းသင်းဆက်ဆံရမယ်ဆိုရင်သူတို့ထက်ပါနေနိုင်ပါစေ။လူလေထက်လူမှုဖြစ်အောင်ကြိုးစားပါ။ သူတို့အပြင်အဖိုးထိုက်တနာကိုတံမိုးမသိမမြင်နိုင်ပေ။ကက်ဆေးနဲ့ကြားတဲ့အပေါ်အစားလှုပ်ချင်ပတ်တွေလည်းရှိသေးတယ်။ဟိုမရောက်ဒီမရောက်ငွေကြေးချမ်းသာမှုလောက်နဲ့မော်ကြွားမောက်မာနေကြပြီးလူကြားတွေကမစင်လူသမားတွေလိုရုံမို့ကောင်းတဲ့လူတွေနဲ့မဖြစ်မနေတွေ့ကြုံရလိမ့်မယ်။သူတို့နဲ့ရင်ဆိုင်ရတဲ့အခါစင်ကြယ်မှုနဲ့တုံ့ပြန်တတ်ဖို့နီလန်းတွေကိုလေ့လာထားပါ။ကိုဘက်ကိုရံသူတို့လောက်ငကြီးကြနိုင်တဲ့သူတွေသူတို့အပြင်မရှိပါဘူး။ လူတွေပေါ်ငွေကြေးချမ်းသာမှုနဲ့ဖိနှိပ်ပြီးအမျက်ကြီးစားတတ်သူတွေဖြစ်ပါရင်သွေးအေးကြသူတွေဖြစ်သလိုရက်ဆက်နိုင်သူတွေလည်းဖြစ်တယ်။ချမ်းသာကြွယ်ဝရေးအတွက်ဘာကမဆိုးလောက်ရတဲ့သူတွေဖြစ်ပြီးလဝကြီးအုပ်ဖို့ဝင်မလေးသူတွေဖြစ်ပါရင်ဘယ်သူတည်းငတိမာပြီးရောစိတ်ဓာတ်ခံလူမျိုးတွေဖြစ်တာကြောင့်ဘယ်သူနဲ့မှအဆင်မပြေပဲအများအပြားလူအဖွဲ့အစည်းပြင်ပကနေအမုန်းခံပြီးမှွေနေတတ်သူတွေဖြစ်ပါရင် သူတို့နဲ့မဖြစ်မနေပေါင်းသင်းဆက်ဆံရမယ်ဆိုရင်သူတို့မှတဲ့ငွေကိုပဲပြပြီးအစွဲကောင်းရပါမယ်။သူတို့ရဲ့လောဘစိတ်ကိုငစားလုပ်ပြီးသူတို့ငတ်စိတ်နဲ့သူတို့ငတ်ပြတ်သွားအောင် ပြန်လုပ်ပါ။မလိုအပ်ရင်ဒီလိုလူတွေနဲ့ဝဲဝဲရှောင်တာကအကောင်းဆုံးဖြစ်ပါရင်။မပိုင်မဲသူတို့အပေါ်ထိတ်ခွက်လိုက်ရင်တကိုယ်လုံးမကတဆွေတစ်မျိုးလုံးဝဲပြာကျသွားအောင်လုံနိုင်စွမ်းရှိသူတွေဖြစ်တဲ့အတွက်မလောင်းနိုင်မဲမကစားသင့်တဲ့လူတွေဖြစ်ပါရင်။ကစင်းနဲ့ သူတို့လောက်မမောနိုင်တဲ့သူတွေသူတို့အပြင်မရှိပါဘူး။ဩဇာအာဏာအရှိန်အဝါရှိသူတွေဟာအဖို့တိုက်တိုင်တန်ဖိုးအပေါ်ကြီးမဖြတ်ပါဘူး။ကာယတန်ကြီးပေးလို့စိတ်ရှိကြပါရဲ့။ဒါပေမဲ့ကက်ဆီနိုတွေကတော့တန်ရာတန်ကြီးမျှနေလျက်သားနဲ့အမျက်ကြံအောင်ဖယ်ကြံတတ်ကြပါရဲ့။ဇယိုက်ဆိုးလိုမျိုးအကျဉ်ဆိုးတွေဖြစ်တဲ့အတွက်ထိတ်တိုက်တွေးရင်းငင်းခုံရတက်ပြီးစိတ်ပင်ပန်းဆင်းရဲစေနိုင်စွမ်းရှိကြပါရဲ့။လူမုန်းခံပြီးငင်းခုံကြမဲ့လူတွေဖြစ်တဲ့အတွက်ဗတ်ပြိုင်ပြီးရင်ဆိုင်မှုမတန်ရင် အလျှော်ပေးလိုက်တာကအကောင်းဆုံးပါအန်ထရယ်ရှိတဲ့သူတွေမဟုတ်ပေမယ့်အာယုံနောက်မဲ့သူတွေဖြစ်တာကြောင့်ရှောင်နိုင်ရင်ကောင်းပါလိမ့်အကျင့်ပြတ်တို့လောက်အကျင့်ပြတ်နိုင်တဲ့သူတွေတို့အပြင်မရှိပါဘူးငွေချင်းနဲ့ပတ်သက်လာရင် မလိုလောဘအင်မတန်ကြီးသူတွေဖြစ်ပြီးအမြတ်ကြီးရနိုင်ရင်ငွေသုံးဖို့ဝင်မလေးသူများဖြစ်ပါလိမ့်အင်မတန်ရဆက်တဲ့သူတွေဖြစ်ပြီးငွေကြေးကြောင့်တပါးသူဒုက္ခရောက်နေတဲ့အပေါ်တာယာမှုယူခြင်းသူတွေဖြစ်ပါတယ် ဝေဘူးကျေးဘူးအပေါ်အခွင့်ကောင်းယူပြီးနေရယူခြင်းသူတွေဖြစ်ပါတယ်။ငွေကြေးခက်ခဲသူတွေကိုချင်းငါပြီးသူများဘဝကိုကြိုးကင်ခွင့်ရနေတဲ့အပေါ်ကာယတက်ကြတဲ့ငွေတို့တမဗန်တမအပေါင်းခံစားသူတွေဖြစ်ပါတယ်။စေတနာကြောင့်စာနာထောက်ထားပြီးကိုညီရာမျိုးလုံးဝမဟုတ်ပဲကဖတ်သားဘဝကိုချေလဲခွင့်ရတာကိုအရှိန်ဝါရှိသလိုမျိုးတာယာပြီးရက်ဆက်ခြင်းသူတွေဖြစ်ပါတယ်။တို့လိုလူတွေနဲ့ခင်းနိုင်သမျှခင်းရောက်နေပါ မဖြစ်မနေဆက်ဆံရမယ်ဆိုရင်လေသူတို့လက်ခုပ်ထဲကရေမဖြစ်အောင်အထူးရှောင်ပါရက်ရောသူသူတို့လောက်သဘောထားကြီးနိုင်သူတွေသူတို့ပြေမရှိပါဘူးဒါပေမဲ့သူတို့ရဲ့သဘောထားကြီးမှုနောက်ကွယ်မှာစိတ်ပိုင်းဆိုင်ရာကြုံပြုလို့တဲ့စေတနာစိုးတွေပါနေတတ်ပါတယ်ရက်ရောချင်းဟာထိရောက်မှုရှိတဲ့ကစားကွက်တစ်ခုပါချောစီနဲ့တူပါတယ်တင်းကြမ်းမှုတွေအားလုံးကို ဖြေလျော့စေနိုင်ပြီးအစင်ပြေလွယ်ကူချောမွေ့စေပါတယ်ဒါပေမဲ့ ရရောသူတိုင်းစေတနာကောင်းတဲ့သဘောထားကြီးကြတာတော့မဟုတ်ပါဘူး။တချို့သောရရောသူတွေကအခက်အခဲကြုံတွေ့နေရတဲ့လူတွေအပေါ်အကူအညီများစွာပေးကမ်းပြီးဘဝတစ်ခုလုံးကိုကြုံပြူတဲ့အနေနဲ့ချုပ်ကန်တတ်ကြပါရဲ့။မလွဲသာတဲ့အခြေအနေအကြောင်းအရင်းတွေကြောင့်အကူအညီရယူထားရတဲ့လူတွေရဲ့အာနာစိတ်မလွဲသာမခံသာစိတ်ကိုအကြောင်းပြုပြီး ကိုကြိုးရှာအမျက်ထုတ်တတ်သူတွေဖြစ်ပါရဲ့။ဒီလိုရရောသူတွေနဲ့အပေါင်းအသင်းဆက်ဆံပတ်သက်ရရင် ကိုဘွားဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေကြောင့်ပင်မင်းဆင်းရဲနေရပြီးခိုင်းသမျှကို အာနာစိမ့်နဲ့လိုက်လုပေးရတဲ့ရာသက်ပန်ကျွံဘွားရောက်သွားနိုင်ပါတယ်။ဝေကျေးချမ်းသာချွေးဝါမှုဟာအရှိန်အဝါရှိခြင်းတစ်မျိုးဖြစ်ပေမဲ့လည်းတည်ငြိမ်တဲ့အရှိန်အဝါမျိုးမဟုတ်ပါဘူး။ပိုင်းဆိုင်ထားတဲ့ဥစ္စာတနာတွေစီစီမှုမရှိတော့ရင်ပဲဖြစ်ဖြစ်ဂုံခန်းသွားရင်ပဲဖြစ်ဖြစ်ရှိရင်ဆိုရင်အရှိန်အဝါဟုသမျှတခဏအတွင်းပျောက်ဆုံးပျက်စီးသွားနိုင်ပါ रे ဒါကြောင့် အချိန်အဝါကိုငွေကြေးတစ်ခုတည်းနဲ့မတည်ဆောက်ပါနဲ့။ခိုင်မာမှုရှိတဲ့လူသိထင်ရှားမှုနမဲကြောကြားမှုလူအများလေးစားခံရမှုဂုံတိတ်ခါရှိမှုတွေနဲ့သာဩဇာအာဏာအချိန်အဝါရှိအောင် ကြိုးစားဖော်ဆောင်ပါအခုတင်ဆက်ပေးကြတော့နေဥပရိသ40အလကားဆိုရိုင်းမမတ်နဲ့ဆိုရဲနေဥပရိသလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေဥပရိသလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့လောကကြီးမှာအလကားရတာတိုင်းကိုမမတ်မောတင်ကြောင်းလေ ငွေကြေးရဲ့အချိန်အဝါထက်ဂုံရည်ချင်းရဲ့အချိန်အဝါကပိုပြီးတော့တာလုံးချောင်းကိုလေလာခဲ့ရမယ်လို့ယူဆပါရခင်ဗျာနောက်တစ်ပုံမှာလည်းနေဥပရိသ41လောင်ရိတ်ခံမဖြစ်စေတဲ့ဆိုတဲ့နေဥပရိသလေးကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်မြေခဲ့ကြပါဦးခင်ဗျာ